မောင်ညောမျိုးငယ်လေးတစ်ခုမှနေထိုင်နေသူဖြစ်ပါရင်သူရဲ့မိမတော်မျိုးတော်ဝင်ဖြစ်ပြီးတော့တာဝန်ထမ်းဆောင်နေတော့ရောဂါနဲ့ဆုံးပါသွားပြီမျိုးတော်ဝင်တည်ရဲ့လက်ထက်မှာလမ်းနေအကြာကြီးပြေးပြီးတော့ကားလမ်းအသေးဖောက်နေတာကြောင့်မျိုးလေးရဲ့စီးပွားရေးဟာချွတ်ချုံကျသွားပြီနိုင်ငံမြေပေါ်တော်ဖေရှားခင်ရတော်မင်းသူမိမအုပ်ချုပ်ခဲ့တဲ့မျိုးလေးကိုမောင်ညောကကဲတင်ခြင်းနေတယ်မိမောင်လေးတနေ့မှမိမရခဲ့တာကြောင့်သူနဲ့အတူတူနေခဲ့တဲ့အိမ်မှာမနေတော့ဘဲနဲ့ဖျားเจ้าတစ်ခုမှသွားနေတယ်တနေ့တော့မောင်ညောကခင်းထဲမှာသူတို့မျိုးရဲ့ပုံစံတူမျိုးငယ်လေးတစ်ခုကိုရှာတွေ့တယ်အိမ်ဒီလမ်းနေပစ္စည်းတွေကအစားပြင်မနဲ့တက်တက်လေးဖြစ်နေတာပါဖျားเจ้าပုံစံငယ်လေးတွေမှာသူ့ကိုယ်သူမြင်လိုက်ရပြီမဲ့ပုံပေါ်ပေသဘော ောထားလိုက်တယ်မြို့ပုံစံငယ်တွေကဖះเจ้าကိုသူရီဖျက်လိုက်တဲ့အချိန်မှာချက်ချင်းဆိုသလိုပဲသူနေတဲ့ဖះเจ้าကိုသာမိုးအကွက်ရတယ်အခုတော့မြို့ပုံစံငယ်တွေမှာသူတခုခုလုံးရင်အပြင်လောကမှာတကယ်ဖြစ်သွားမှာကိုမောင်ညောသဘောပေါက်သွားပြီနောက်နေ့မနေ့သူဆိုင်သွားထိုင်တော့လူနှစ်ယောက်ကမနီးရွာတွေထူးဆန်းတဲ့အကွက်ကြားမှုကြောင့်ပြောနေတယ်မြို့တော်ကလည်းမြို့ကိုဂယူမဆိုင်ပဲလူတွေကလည်းတခြားနေရာကိုပြောင်းရွှေ့သွားကြတာကြောင့်မောင်ညောဝမ်းနေမိတယ်ဆိုင်ရှင်တဲ့သူရဲ့သားလေးဟာဆိုင်ပြင်နေရန်ကိုစေးတော့မယ့်အကြောင်းတိုင်ပင်နေတာကိုပဲကြားတဲ့မောင်ညောကမြို့ပုံစံငယ်တွေဟာဆိုင်လေးကိုစေးတော့ပေးလိုက်တယ်မနေ့တော့ဆိုင်ရှင်ကသူတို့ချင်းနေရောင်ဖြစ်နေလို့ဝမ်းသာနေပြီးတော့မောင်ညောလည်းသူ့ကိုယ်သူဟီးရို လို့ထင်နေမိတယ်။အဲနောက်လှူသွားလန်းကားအပေါက်ထဲကိုဖွားကြီးတယောက်ခြေထောက်ကျွလို့မော်ညိုကကူထုတ်ပြီးမျိုးရုံရဲ့လွယ်ချက်တွေကိုပြပြမို့အကြံပြုစာတွေတင်ပေမဲ့မျိုးရုံကဖမ်းမလို့ပါဘူး။အဲစာရိုက်ပုံတွေကစာရီအလုံးကိုမော်ညိုကယူပြီးတော့ဖောက်ဖက်တယ်။အဲနောက်ခြံစည်းကိုပိတ်နေတဲ့သစ်ပင်ကိုအမြင့်ကနေဆွဲနှုတ်ပြီးတယ်။လန်းကားမိုက်တီအလုံးကိုရှင်းပေးပြီးတော့ပေါက်တွေကိုပြင်းနေ။လမ်းမီခွေးတွေကိုလည်းချက်ရိုးလေးတွေချကျွေးပြီးတော့မနေရောက်တော့ချက်ရိုးကြီးဖြစ်သွားတယ်။တညာလေးနေပြဿနာတွေအလုံးကိုမျိုးပုံစံငယ်လေးတွေမှာပဲမော်ညိုကဖြေရှင်းပေးလိုက်ပြီးမနေရောက်တော့လူတွေအလုံးကပျော်နေကြလို့မော်ညိုလည်းအယံကိုပီတီဖြစ်နေတယ်။ဒါပေမဲ့ဈေးဆိုင်ပိုင်ရှင်တွေပြင်းမျိုးသူမျိုးသားတွေဟာပြဿနာတွေအလုံးကိုဖြေရှင်း င်းပြရကမြို့တော်အုံလိုထင်နေကြတာကြောင့်မောင်ညိုအားစိတ်ဆိုးမိတယ်။မြို့သူမြို့သားတွေကိုကူညီတဲ့သူအောင်မြို့တော်အုံမှုကြောင့်တတ်တည်ပြဖို့အတွက်မောင်ညိုအားလမ်းညွန်ဆိုင်မှုအလန်းစားကိုဖန်တီးတယ်။ဆိုင်မှုကဆွဲဆောင်နေလို့မြို့ကိုခီးသွားတွေအများကြီးရောက်လာပြီးတော့မြို့လေးကိုလှတဲ့လို့ထင်ကြတာကြောင့် အိမ်ဒီဝေချားရပြင်းစီးပွားရေးလေးလေးဆလုပ်တယ်။ဘုရားကျောင်းမှာလူတွေကဝိပြုတ်နေသူတို့ကိုကူညီရဲ့လူဆန်းကောင်းချောင်းပြောနေကြလို့မောင်ညိုပြောသွားတယ်။ဒါပေမဲ့မြို့တော်နာမည်ကိုထောက်ဝေချလို့မျက်နှာပြတ်သွားတယ်။ဒါကြောင့်မောင်ညိုကဂဲတလုံးကိုယူပြီးတော့မြို့တော်ကောင်းကိုဖိချတယ်။မနေ့ကတော့မြို့တော်ကသူ့ကောင်းကိုမြင်ပြီးတော့ထားဆဲမိသွားတာကြောင့်လူတွေကသူ့ကိုစိတ်ပြတ်သွားတယ်။ဒါပေမဲ့မြို့တော်ကချက်ချင်းပြန်တောင်းမနှုံမြို့သူမြို့သားတွေကလည်းအမြင်ပြန်ကြည့်သွားတယ်။စိတ်ထဲမှာခဲမကြီးဖြစ်နေတဲ့မောင်ညိုကတညမှာတော့ဘုရားကျောင်းရှိမှာမြို့တော်ကိုလမ်းလျှောက်နေတော့မြို့ပုံစံငယ်လေးတွေကလမ်းမို့ပိကူယိုချထားလိုက်တယ်။မြို့တော်ကအစားမခံရခင်လက်မတင်လေးမှရင်ပိကူယိုကိုပြန်ဖယ်လိုက်တယ်။အဲဒီ ဆောက်သူပြောပြတော့လေဘယ်သူမှမယုံကြည်ကြပါဘူး။ဆန်ရှင်သားလီအားနေရဲ့ပေါ်မှာဆွဲနေတဲ့ပေးကွန်ပုံစံကိုမြင်တော့မြို့တော်ကောင်ကအတင်းဆွဲလွဲပြီးတော့ရန်တွေ့တယ်။မြို့လုံးကမောင်ညုံမီဖြတ်လိုက်တော့မြို့သူမြို့သားတွေကဟီးရိုးကြီးမြို့တော်ကိုပြင်ပေးဖို့သွားပူတယ်။မတက်တာရေးဆုံးမှာမြို့တော်ကလည်းသူဟာဟီးရိုးကြီးမဟုတ်ကြောင်းဝေခံလိုက်ရပြီးဟီးရိုးဖြစ်ပြီးမြို့တော်ဝင်ဖြစ်ပြီးမီးပြန့်လောင်အောင်လုပ်ပေးဖို့အားလုံးကတော့ဖီအားဝိုင်းပေးကြတယ်။အစည်းအဝေးကနေမြို့တော်ဝင်ထွက်ပြီးတော့ဆန်ရှင်ရဲ့သားနဲ့တိတ်တိတ်တို့တွေကလေးအားနဲ့ဆိုးဆိုပြီးတော့မြို့တော်ကထက်ဆွဆွဲလို့မနေသာတော့တဲ့မောင်ညုံကအရာလုံးကိုလုပ်ခဲ့တာသူဖြစ်ကြောင်းဝေခံလိုက်ပြီးမြို့တော်ကသူ့လက်ထောင်းနဲ့အတူတူမောင်ညုံရဲ့လေးဝဲချက်ကိုတီးအောင်ဖီအားကြောင်းနဲ့ ်ခုဝင်ရှာရီမြို့ပုံစံငွေကိုမြင်သွားတဲ့မြို့တော်ဟောမြို့လေးကို less vegan ပုံစံပြောင်းကျင်နေပါတယ်မြို့တော်ဝန်စီအားပုံစံငွေကိုမောင်ညိုပြန်လွှင့်နေအောက်ပြုတ်ကျသွားတဲ့အချိန်မှာမြို့မှာလေငလင်ကြီးလှုပ်သွားတယ်မောင်ညိုရဲ့လက်ထက်လက်ဆုပ်ကလည်းပုံစံငွေတွေကိုပြုတ်ကျသွားတယ်နောက်နေ့မနက်မှာတော့လူတွေရောမောင်ညိုကိုပြက်စီးသွားတာတွေကိုပြန်ပြင်ခိုင်းနေပုံစံငွေကပြက်စီးသွားလို့သူပြင်ပြီးလို့မရတော့ကြောင်းနေသူ့ကိုမဆောင်မင်းအားလုံးစီစီလုံးလုံးညီညီညွတ်နဲ့ပြင်ဆင်ကြဖို့မောင်ညိုကတိုက်တွန်းလိုက်တယ်တတိယနောက်တရလေငလင်ကြီးချောင်းတည်ရင်ယူဖို့ရောက်နေကြပါတယ်အားလုံးပြက်စီးသွားပြီဖြစ်ပေမဲ့ပြက်စီးတဲ့အားလုံးကိုပြင်ဆင်ဖို့ငွေလုံလောက်တဲ့အထိကိုတန်မိုးရှိတဲ့ကမ္ဘာအခြေစုံရွှေလဲစွကြည့်တဲ့ကွာလမ်းမပေါ်မှာ ာထီထီရှိရှိနေပါ ರಿ ဇလန်လီကတော့ပြီးပါပြီဒီကားတွေကလိုမျိုးပုံစံကလေးတွေလိုချင်တော့ရုပ်ဆိုင်မှာပေးရမှာဖြစ်ပါ ರಿ ဟုတ်ကဲ့ပါဆုံးနီးနားဆင်ပေးလို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါ ರಿ